လင်္လာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စတမရန်တင်ချတက်ကအခန်း3လက်ကျင်ခန်း33မခွန်စာမျက်နှာ58ကနံပါတ်2ပဲဖြစ်ပါတယ်နမနက်ကဒါဝန်စတူဂန်တခု၏အလျားသည်3.25စင်တီမီတာအနံသည်2.14စင်တီမီတာဖြစ်လျင်အေရိယာကိုရှာပါဒါဆင်ဆံမပေးထားချက်ရေးပါမယ်ဒါဝန်စတူဂန်တခု၏အလျားညီမြချင်း3.25စင်တီမီတာ နောက်တစ်ခုက dormant student တစ်ခု၏အနည်းမြင်မြခြင်းတစ်ခု၏မထက်ခြင်းနဲ့ dormant student ၏အနည်းမြင်မြခြင်းနှစ်သက်သမား7လေး cm ဆိုပြီးရေးမို့ပြီးတော့ကိုရှာကျင်နာက dormant student ၏ area ဆိုမှရေးမယ်ပြီးတော့မှကိုရှာကျင်တာအေဒီယာဖြစ်တဲ့အတွက်ကြောင့်အေဒီယာကိုရှာရဲပုံသင်နည်းသည်အလက်ရအမြောက်အနယ်ဟုတ်ပြီလားအဲ့တော့အလက်ရနဲ့အနယ်နဲ့ကိုမြောက်ပါမယ် ။ဟုတ်ပြီ။အဲ့တော့ပေးထားချက်ကိုစပြီးတော့ရေးမယ်။နံပါတ်နဲ့က Diamond Stoken E Alaya ဒါမှစတုဂန်ဤအလျားဒီ3.25စင်တီမီတာဟုတ်ပြီနော်နောက်တစ်ခုကဒါမှစတုဂန်ဤအနံ3.25 अभी कुशाजनागा डाउमेंस्टू गें ये केरिया इन्याचे बलावले क्वेश्चन मार्क इरो डाउमेंस्टू गें မိမြချင်းသူ့ရဲ့ပုံတွေနေသည်ပါရှိလဲအလျာအမြောက်အနေဟုတ်ပြီအဲ့တော့အလျာရေးမယ်3ဒသမ25စင်တီမီတာအမြောက်2ဒသမ14စင်တီမီတာ ဟုတ်ပြီဒါဆင်ဆမ်ဘရောမြောက်တာကိုဒီမှာထည့်ပြီးတော့มาตัดပေးပါမယ်အဲ့တော့30.25 2.3 4အမြောက်အဲ့တော့မြောက်မယ်၄၅လေး20 3ညရေး2မှန်၄လေး8 30 3ညရေး1မှန်၄3လေး12 73တင်းနဲ့မြောက်မယ်တင်း၅လေး9တယောက်ကရေးမယ်တင်းနဲ့လေး2 3လေး3နင်းနဲ့မြောက်မယ်နှင်း၅လေး10နှစ်ယောက်ကရေးမယ်3ညရေး1မှန်နှင်းနဲ့လေး5 နှစ်သုံးလေးချဟုတ်ပြီနော်အဲ့တော့သူ့ကိုပေါင်းပါမယ်၃ည9 9 9 8 9 9ဟုတ်ပြီဒါဆိုရင်ကျမတို့ကဒသမဖြစ်မယ်ဒီမှာကဒသမခန်းနှစ်နေရဒီမှာက2နေရဟုတ်ပြီနော်ဒါဆိုရင်ကျမတို့ဒါကိုပေါင်းလိုက်တော့4နေရရှိတာဖြစ်တဲ့အတွက်ကြောင့်4နေရဖြစ်မယ်1 2 3 4 ဟုတ်ပြီအဲ့တော့ဆရာမတို့ဒါအောင်မြှောက်လိုက်လို့ရတဲ့အဖြေက6ဒသမ953ညအဲ့တော့3ညအောင်မရှိတော့ဘူး6ဒသမ955အဲ့တော့ဆရာမတို့အဖြေရေးမယ် Downman Student E area Downman Student E area ညချင်း6ဒသမ955 ဲ့တော့ area ရဲ့ unit တိစင်တီမီတာတွေနဲ့ပေးထားလို့ရှိရင်စတူရန်စင်တီမီတာဒါလေးတွေတတိထားပါစတူရန်စင်တီမီတာနံပါတ်3ကြည့်မယ်နံပါတ်3ကတမီတာတမီတာဒီ39.3938လက်မှဖြစ်လေရင် 35မီတာတွင်လက်မမြင်များရှိသည်နီဟုတ်ပြီတမီတာမှာတမီတာမှာလက်မဘယ်လောက်ရှိလဲဆိုရင်39.3338ရှစ်လက်မရှိတယ်ဆိုလို့ရှိရင်35မီတာဆိုရင်လက်မဘယ်လောက်ရှိသလဲတဲ့ဒါဆိုရင်ကျွန်တော်တို့ကတမီတာပေးတယ်35မီတာအတွက်ရှာခိုင်းလို့ရှိရင်ဒီမှာပေးထားတဲ့လက်မကို35နဲ့မြောက်လိုက်ရုံပဲဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နံပါတ်3ကိုပေးထားချက်ရင်းမယ်သူပေးထားတဲ့အတိုင်းတမီတာ 39ဒသမ3938လက်မလိုချင်တာက35မီတာအတွက်ဘယ်လောက်လဲ equal question mark အဲ့တော့35မီတာအတွက်လိုချင်ရင်3မီတာမှာရှိတဲ့လက်မကို35နဲ့မျှအဲ့တော့39ဒသမ3938 ဟာပဲနော်ပြီးတော့မှအမြောက်30နဲ့ငါအဲ့နောက်မှ unit ရေးချင်လေရဆမတို့လက်မဆိုရလက်မြောက်လိုက်လို့ရှိရင်လက်မရမယ်ဟာပြီးတော့ဆင်ဆမတို့ဒါအောင်မြောက်ကြည့်မယ်3 39တသက်မှ3ခွန်3ည38ဒီလိုလေးကြဲကြဲလေးရေးလိုက်ရင်ကြတော့ဘာဖြစ်လဲဆိုတော့ဆမတို့မြောက်တဲ့နေရာမှာလွယ်တယ်ပေါ့နော်ခဏန်းနေမရှုပ်တော့အဲ့တော့၈၅၄၀၃ည၄၄မှ ား၅၃ည၄၃ညဆိုတော့၄၅၃ည၄၃ညခွနဲ့၅လီ35ငါးရီ3မှ93လီ35 953ဆိုတော့78ရှေ့ရီ1မှ96လီ45 45အပေါင်း46 6ရီ4မှ93လီ35 35အပေါင်း49ပါပဲနော်၃နဲ့မြောက်မယ် 8324တောင်းအောင်ကရေးမယ်၄ရေးနှစ်မှန်3တုံညလေး3ညဆိုတော့2 3တုံညလေး3ည9324တိရေးနှစ်မှန်3တုံလေး9 7တိရေးတက်မှန်9 3လေး29 29အပေါင်း1 28ရှိရင်နှစ်မှတုံးတုံးလေးကိုကိုအပေါင်းနှစ်က7ဒီတော့ဒါကိုဆက်မလို့ပေါင်းလိုက်မယ်

ကျမတို့အဲ့အောင်ရေးတော့တော့အဖြစ်ရေးမယ်35မီတာမှဒီဘယ်နှလက်မှရှိတယ်လဲဆိုတော့1389တသက်မှ928လက်မှဆိုပြီးတော့ရမယ်။ဒါပဲနော်။နံပါတ်၄တနာရီလရင်32တသက်မှ35မိုင်နှုန်းဖြင့်ခုံမောင်းတော့ယထာဒစင်းသည်တသက်မှ25နာရီတွင် ခရီးမြင့်များရောက်သည်။တနာရီမှာ 32ဒသမ35မိုင်နှုန်းသွားတယ်။တနာရီမှာ32ဒသမ35မိုင်နှုန်းသွားတယ်ဆိုရင်တိတဒသမ25နာရီမှာခရီးဘယ်လောက်ရောက်တယ်လဲတဲ့။အော်ဆရာမတို့ကဒါကိုပြထားချက်ကြီးမယ်။တနာရီတွင် ရောက်သောခရီးပေါ့။နော်။တနာရီတွင် ရောက်သောခရီးအဲ့တော့32ဒသမ35မိုင်။နောက်တစ်ခုကတိတဒသမ25နာရီတွင်ရောက်သောခရီးကဘယ်လောက်လဲပေါ့ဆရာမတို့တော့ question mark နဲ့တို့ရှာချင်တာပေါ့နော်။အဲ့တော့တနာရီတွင်ရောက်သောခရီး ဒါမှမဟုတ်လေတဏှာဤတွင်ယထာတစဉ်အပြည့်ဆုံးရေးမယ်ဆိုရင်နော်ယထာတစဉ်တဏှာဤတွင်ခုံမောင်းတော့မိုင်နှုံဆိုပြီးမှရေးခြင်းလည်းရှာတယ်ပေါ့နော်အဲ့ဒါကျတော့အရှိရေးနေပါတဏှာဤတွင်ယထာတစဉ်ခုံမောင်းတော့မိုင်နှုံဒါမှမဟုတ်ဆင်မရခွက်တော့ရှင်းရှင်းလင်းလင်းပဲရေးမယ်တဏှာဤမှာရောက်တဲ့ခရီး तू ကဘလောက်ရောက်တယ်လို့ပြောလဲဆိုတော့၃စနစ်တမ35မိုင်ရောက်တယ်လို့ပြောထားတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါတော့ဆင်မရနံပါတ်လေးကိုအဲပေးထားချက်ရေးမယ်နော်တဏှာဤတွင် မြောက်တော့ဖြစ်။အဲ့တော့အရှိရီးနီးကိုလည်းဆင်မခုနပြောထားတယ်။အဲ့လိုလည်းရေးလို့ရတယ်နော်။တနာရီတွင်ရောက်တော့ခရီးက30နဲ့တသမ39မိုင်ကုလူချင်းနာကတသမ25နာရီတွင်ရောက်တော့ခရီးကဘယ်လောက်ပါလဲတဲ့သူရှာဟိုင်း။ဟုတ်ပြီဒါဆိုရင်ဒီမှာတသမ25နာရီတွင် ရောက်တော့ခရီးညီမြချင်းဒါဆိုဆရာမတို့ကဘာရပါရမြောက်မလဲဆိုတော့30နှစ်တသက်မှာ39နဲ့တသက်သက်မှာ25နဲ့ကိုမြောက်ပေးမယ်ဒါဆိုရင်သူကတသက်သက်မှာ25နာရီမှာရောက်တက်ခရီးရရတယ်အဲဒါကြောင့်မလို့ဆရာမတို့ကဒါအောင်မြောက်ပြီးတော့ပြပေးရမယ်30နှစ်တသက်မှာ39တိတတမ25အဲ့တော့ဒီနေရာမှာလဲကိန်းတွေကိုဘယ်လိုရေးမလဲဆိုတော့တိတတမ25ဆိုလို့ဒီလေးရေးလိုက် အဲ့တော့9925 9ရေး2မှ9345 15ဆိုတော့စက်ခွန်ခွန်ရေးတက်မှ9 10 17တိရေးတက်မှ9345 16နိမ့်နေဆက်မြောက်မယ်9 10 3ညရေးတက်မှ9 36 9နိမ့်နေလီက4 9 306တင်းနှက်မြောက်မယ်တက်9လီတက်အောက်ကတက်တက်ရေးမယ်တက်9လီ9 ်တက်တုံးလေးတုံးတက်နယ်လေးနဲ့တက်တုံးလေးတုံးဟောပြဒါပေါင်းပါမယ်ငါခွန်ခွန်ရ9ရက်က7နှစ်နေရတင်6ရက်4ရက်10 17 14တင်6ခွန်ရှစ်ကို30တုံးရရတင်4အဲ့တော့သမအမှတ်ကဒီမှာ2နေရဒီမှာ2နေရဆိုတော့ပေါင်းလိုက်တော့4နေရ4နေရဖြစ်မယ်7နဲ့3 40တသက်မှာ4နဲ့9 ဟုတ်ပြီအဒီမှာဆရာမကခွင့်ရ9ရဲ့စနစ်ဆိုပြီးတော့ပေါင်းမိမယ်ထင်တယ်ဒီမှာတစ်ရှိရယ်နော်အဲ့တော့ဒီမှာ3 40တက်မှာ4 3 5အဲ့တော့အဖြေကတော့တက်တက်မှာ2 9နာရီတွင်ရောက်တော့ခရီးပေါ့နော်40တက်မှာ4 3 5မိုင်းဆိုပြီးတော့ရမယ်ဟုတ်ပြီနောက်တစ်ခုကတန်မဏိချောင်းတစ်ချောင်းဒီအရှိတပေလင်းတုံတက်တက်မှာ4 2 8ပေါင်းလေးလေးရင်30တက်မှာ6ပေရှိတော့တန်မဏိချောင်းကြီးအလေးချိန်ကိုရှာပါ တန်မဏိချောင်းတချောင်းသူကတချောင်းရဲ့တန်ဖို့ပဲပြီးမှာနော်တချောင်းပေးတယ်တနာရီပေးတယ်တမီတာပေးတယ်အမေနာဒါတော့တခုကိုပေးထားတယ်တမီတာကိုပေးတယ်တနာရီကိုပေးတယ်တချောင်းတန်ဖိုးပေးတယ်အအများကိုရှာခိုင်းနေစီမြောက်လိုက်တာပဲဟုတ်ပြီနော်အဲ့တော့တန်မိနစ်ချောင်းတချောင်းရဲ့အရှိက3.48ပေါင်ရှိတယ်ဆိုရင်အရှိတပေလဲရင်ပေါ့နော်တန်မိနစ်ချောင်းတချောင်းရဲ့အရှိတပေမှာသူကတပေပေးထားတယ်ဒီမှာအရှိတချောင်းရဲ့အရှိတပေမှာ တောင်ရတက်မှာ၄ရက်ပေါင်းရှိမယ်ဆိုရင်တစ်ဆယ်တက်မှာ၆ပေးရှိတဲ့တမဏိချောင်းရဲ့အလေးချိန်ကိုရှာသူကတပည့်ကိုပြီးထားဟုတ်ပြီနော်တချောင်းမှာရှိတဲ့ဒီတပည့်ရှိတဲ့အချောင်းတစ်ချောင်းတမဏိချောင်းတပည့်ရှိတဲ့အချောင်းတစ်ချောင်းကတောင်ရတက်မှာ၄ရက်ပေါင်းအဲ့လိုပဲတစ်ဆယ်တက်မှာ၆ပေးရှိတဲ့ဒီတမဏိချောင်းရဲ့အလေးချိန်ကြတော့ဘလောက်ပါလဲတဲ့အဲ့ဒါဆိုတော့ဆံမတော်နံပါတ်၄ကိုစပြီးတော့မှာ ဒီပေးထားချက်ရေးပါမယ်အဲ့တော့သူပေးထားတာကအရှိတပေရှိတယ်တမဏိချောင်းအရှိတပေရှိတော့တမဏိချောင်းဤအလေးချိန်အရှိတပေရှိသောတမဏိချောင်းဤအလေးချင်ကကြတော့သူပေးထားတဲ့၃ညတသက်မှာ၄နှစ်ရှစ်ပါ ဟုတ်ပြီဒါဆိုရင်ဆရာမတို့ရှာမှာကအရှိ30ပေရှိတော့ sorry 30တက်မှာ6ပေရှိရှိတော့ပန်မဏိချောင်းဤအလေးချိန်ကဘလောက်လဲပေါ့ဒါဆိုရင်ဆရာမတို့ဒီနေရာမှာဘယ်လိုလုပ်မလဲဆိုတော့အရှိ30ပေရှိတော့30တက်မှာ6ပေရှိတော့တန်မဏိချောင်းဤအလေးချိန်ညီညာချင်းဘာဘာနဲ့မြောက်မလဲဆိုတော့၃ညတသက်မှ၄နှစ်ရှစ်ကိုဒီ၁၀ရတသက်မှ၆နှစ်မြောက်မယ်အဲဆိုရင်ကျွန်တော်တို့ကဘာရရလဲဒီမှာကပေါင်းဆိုရင်တခါလေး unit ထည့်ပြီးလိုက် ဟုတ်ပြီနော်။တောင်ညာတက်မ၄နှစ်ရှစ်အမြောက်၁၀တက်မ၆ပေါ့။ဟုတ်ပြီတရှင်မြောက်မယ်။တောင်ညာတက်မ၄နှစ်ရှစ်၁၀တက်မ၆ဒီမှာလည်းပဲတက်မကိုတက်အောင်ရေးပြီးတော့မှဒီလိုတွက်လို့ရတယ်နော်။ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီလိုတွက်ပါမယ်။အဲ့တော့၈၆၄၈အဲ့တော့သူ့ကိုဒီလိုဒီမှာရေးရင်တော့မရဘူးလားဆိုတော့ရတယ်နော်6648 6ရေးလင်းမယ်6 4 7 7အပေါင်း၄ စနေရက်၄ရက်ပေါင်း၁၆တွားအောင်မှရင်းမယ်တင်မဲ့64 24ဆို20နဲ့5 5ရင်းနှစ်မဲ့၆3ရက်3ရက်ဆိုတော့နှစ်အဲ့တော့3ရက်နဲ့မြောက်မယ်3ရက်ကြီးပဲရမယ်အဲ့တော့3ရက်နဲ့မြောက်တာကြတော့သူ့ရဲ့နောက်ကနေစပြီးတော့ရင်းမယ်ဟုတ်ပြီနော်သူရနောက်ကနေစပြီးရင်းမယ်ပြီးတော့တင်းနဲ့မြောက်မယ်တင်းနဲ့မြောက်ကမြောက်တာကလည်းဒီ၃ညရဲ့နောက်ကနေပြီးတော့ရင်းမယ်ဒီကနေရင်းမယ်အဲ့တော့တင်းနဲ့မြောက်ရင်၁၈၄၈ တက်နယ်လေးနဲ့တက်လေးလေးလေးတက်တုံညာလေးတုံညာအဲ့တော့ပေါင်းလိုက်မယ်ရှေ၆၅၃၃ရက်တည်းနဲ့ရက်နဲ့ရက်လေးတက်နယ်ပေါင်းတော့၅ဒါကလေးတတမအမှတ်ဖြစ်မယ်ဒီမှာ၃နေရဒီမှာတနေရပေါင်းတော့၄နေရဆိုတော့၄နေရဖြစ်မယ်တင်းနဲ့၃လေးလေးတတမ၅၃၆၈အဲ့တော့ဒီတုံညကိုဆရာမကထည့်ပေးရခြင်းအကြောင်းရင်းဒီကလေးတို့ရှင်းသွားအောင်လို့ဟုတ်ပြီနော် အဲ့ဒါဆိုရင်ကျွန်တော်ဒီတုံညအောင်မထဲတော့ဘူးဆိုလို့ရှိရင်တော့ဒီရတုံညအောင်ဒီလိုလေးရေးပြရပါတယ်။ဟုတ်ပြီနော်။အဲ့တော့ဒါအတူကလေးတွေကကြတော့နားမလည်ပါဆိုလို့ဆင်မဒါလေးနဲ့ရှင်းပြရပါ။ဒီတုံညအောင်ဒီမှာထဲအဲ့ဒါပြီးတော့မှကျန်တဲ့ဟာတွေကိုဆက်ပြီးတော့မှမြောက်သွားတာ။အဲ့တော့ကျွန်တော်တို့ရဲ့ရတဲ့အဖြစ်ဒီအရှိ30ဒသမ6ပေရှိတော့တန်မဏိချောင်းရဲ့အလေးချိန်ကမြမြချင်း၄ဒသမ5 3 6 8ပေါင်းဆိုပြီးရရတယ်။ ပြီးတော့ကျန်ရှိနေတဲ့နံပါတ်6ခွန်8 930ဝါနောက်မီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုဆုံးတိနာထောက်ပေးတဲ့အတွက်ကျေးဇူးများရပါတယ်ဖြစ်နိုင်လို့ရှိရင် VPN လေးနဲ့ကြည့်ပေးပါရှင်